ေသားယမရန်တွေနဲ့ထောက်ကန်ထားတဲ့တောင်ကုန်းအတုကနေအုတ်ခဲနဲ့စတီးတွေကိုအသုံးပြုရင်းလိန်ညာလှည့်စားထားတဲ့တောင်ထိပ်တစ်ခုအထိတခါတရံမှာသဘာဝတရားဟာမြင်တွေ့နေရသလိုသဘာဝအတိုင်းမဟုတ်တာမျိုးရှိတတ်ပါရဲ့ဒါကြောင့်ဒီကနေ့မှာတော့တင်းတို့ကိုကဘာတဝမ်းကအတုရောင်ဖန်တီးထားတဲ့သဘာဝနေရာတွေနဲ့သူတို့ရဲ့အဖြစ်မှန်တွေပေါ်ပေါက်လာပေါင်းအကြောင်းကိုကျွန်တော်စူးစီးတင်ဆက်ပေးသွားမှာပါဒီတော့အစီအစဉ်လေးကိုစိတ်ဝင်စားတဲ့ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုကြည့်အောင်ပါအစီအစဉ်ဖြစ်ပြီးဆိုရင်တော့စားလိုက်အောင်ပါ လူလုတောင်ရှန်ဇန်းဟာတရုတ်နိုင်ငံရဲ့အရှေ့တောင်ဘက်ခြမ်းမှာတည်ရှိပြီးမြန်မာလာတဲ့ဟူထုံးတောင်ကမြို့ကိုဖုတ်အုပ်ထားပါတယ်။ပေ3000ကျော်မြန်မာတဲ့ဒီတောင်ဟာဒေသရဲ့အကြီးမားဆုံးတောင်နေတဲ့ကတစ်ခုဖြစ်တယ်လို့တောင်တက်သမားတွေဟာတောင်ထိပ်ရောက်ဖို့၄နာရီလောက်အလွန်အမင်းအားစိုက်ထုတ်ပြီးတကြပါရီ။ဒီတောင်ကိုတကြတဲ့အကြောင်းရင်းတွေကတစ်ခုကတော့တောင်ထိပ်ကနေမြင်ရတဲ့ရှင်သက်ရှုမောပေါ်ရာရှန်ဇန်းမြို့ရဲ့ရှုကင်းကိုမြင်တွေ့ခံစားလို့ရတာကြောင့်ပါ။တောင်တက်သမားတွေအနေနဲ့ဒီတောင်မိုးကိုတက်ရတဲ့အကြောင်းရင်းက ီးတစ်ခုတည်းမှာကားသေးပါဘူး။တရင်ခုအမြင်တွေ့နေရတဲ့တောင်ထိပ်ကကြောက်တုံးကြီးဟာပန်ချန်းရဲ့အမြင့်ဆုံးတောင်ထွက်လို့တည်ကြပြီ။ဒီတောင်ထိပ်ကိုရောက်လာနိုင်တဲ့တောင်တပ်သမားတွေအနေနဲ့သူတို့ရဲ့အောင်မြင်မှုကိုမှတ်တမ်းတင်ရအမတ်တရဓာတ်ပုံရိုက်ကူးရကြောက်တုံးကြီးလည်းဖြစ်ပါရည်။ဒါပေမဲ့လည်းခီးသွွားတွေမတိခဲ့ကြတဲ့အမတ်တရတစ်ခုကတော့ဒီကြောက်တုံးကြီးဟာတဘာဝအတိုင်းမဟုတ်တဲ့အတုရောင်ဖန်နှင်းမှုတသက်ဖြစ်ခဲ့တယ်ဆိုတာပါ။လွန်ခဲ့တဲ့2024ခုနှစ်တုန်းကဆက်စုလိုကြတဲ့တောင်တပ်သမားနှစ်ဦးဟာ လုံခြုံရေးဆိုင်ရာပြုပြင်မှုကြောင့်ဝေရောက်ခွင့်ကန့်သက်ထားတဲ့ဆိုတဲ့တတိပေးဆိုင်ဘုတ်တွေကိုလေးလူရှုရင်ဝင်ရောက်စူးစမ်းခဲ့ကြပါသည်။သူတို့ကတော့အသေးစားဆက်လို့ရေးတွေဖြစ်ကြတဲ့လုံခြုံရေးခြံစည်းရိုးတွေအကာရံတွေတက်ဆင်ထားတာကားမှုလူသွားလမ်းပြုပြင်မိုးမှန်တာလောက်တာပြုလုပ်မယ်လို့ထိမှတ်ခဲ့ကြတာပါ။ဒါပေမဲ့သူတို့မြင်တွေ့ခဲ့ရတဲ့အရာကတော့မျှော်မှန်းထားတယ်လို့မဟုတ်ခဲ့တဲ့အတော်လေးစိုးဝါနေပြီးရုံလန်းတစ်ခုဖြစ်ခဲ့တဲ့ပန်ချန်းရဲ့တစ်ခုသီးသောတောင်ထွက်မှာအပေါကြီးတစ်ခုဖြစ်နေရအောင်မြင်တွေ့ခဲ့ရပါသည်။ ဒီတော့အဲ့ဒီအပေါကြီးကတစင်အတွေးမိုင်းဖွဲ့စည်းပုံတွေကိုလည်းတွေ့ရပြီဒါဟာမာကျော်ချစ်တဲ့ကြောက်သားအစစ်မဟုတ်ခဲ့ပဲโอเคတွေစတီးတိုင်တွေနဲ့တတ်ထုစကားကွက်တွေကိုမြင်တွေ့ခဲ့ရပါတယ်သူတို့ရဲ့ခေါ်နေကြတဲ့ထင်ရှားတဲ့သဘာဝနယ်မြေအမှတ်အသားတစ်ခုဟာတကယ်တမ်းမှာတော့အေယာမအင်္ဂလိပ်တုံးကြီးတစ်ခုထက်ဘာတစ်ခုမှမပိုလွန်ခဲ့ပါဘူးဘသူကမှကဘာပေါ်မှာတောင်ထုပ်တစ်ခုဟာအုတ်အင်္ဂလိပ်တွေနဲ့ဖန်တီးထားတဲ့အရာတစ်ခုဖြစ်နေလိမ့်မယ်လို့မမျှော်လင့်ထားမှသိကြပါတယ် တောင်တသမားတွေကဒီအပြစ်မှန်ကို online ပေါ်မှာဖြန့်ဝေပြီးတဲ့နောက်မှာတော့ဟူထွန်းတောင်တဘာဝနိုင်မီစီမံခန့်ခွဲရေးရုံးကတာဝန်ရှိသူတွေဟာဒီကြောက်တုံးကြီးဟာအမှန်တကယ်တော့အတုပါတာဖြစ်တယ်လို့ဝန်ခံခဲ့ပါတယ်။သူတို့ဟာ2004ခုနှစ်ကလေးကဒီကြောက်တုံးကြီးကိုဆောက်လုပ်ခဲ့တာဖြစ်ပြီးတကယ်တဘာဝကြောက်တုံးနဲ့အတက်နိုင်ဆုံးစင်တူအောင်တန်ကွန်ကရစ်တွေကိုဖန်တီးခဲ့တယ်လို့ကြေညာလာခဲ့ပါတယ်။ဖြစ်နိုင်တာကတော့ဒီအရာကိုဖန်တီးခဲ့တာဟာတောင်ရဲ့အမြင့်ဆုံးနေရာကတဘာဝဆွဲဆောင်မှုကိုပုံမတိုးမြင့်သွားစေဖို့နဲ့တောင်တက်သမားတွေကိုပုံမလာရောက်ချင်းစိတ်ရှိဖို့အတွက်လို့ယူဆရနိုင်ပါတယ်။ ဒီရောစဉ်းစားစရာတစ်ခုက2004ခုနှစ်တုန်းကဒီနေရာမှာကြောက်တုံးကြီးတရုံရုတ်တရက်ပေါ်လာတာကိုဘယ်သူမှသတိမထားမိဘူးလားဆိုတာပါ။ဘာဖြစ်ဖြစ်ဒီကြောက်တုံးကြီးကတော့ဘယ်ကူမှမပြောက်ကွယ်ခဲ့သလိုတာဝန်ရှိသူတွေကလည်း2024ခုနှစ်ကုန်ပိုင်းမှာကြောက်တုံးကြီးကိုပြုပြင်ဖို့အင်တိုက်အားတိုင်ဆောက်ရွက်ခဲ့ကြပါရယ်။ဒီကြောက်တုံးကြီးကိုမြင်တွေ့လူသူတွေအနေနဲ့လည်းကံကောင်းစွာနဲ့ပဲယနေ့ထိတိုင်အောင်ဒီကြောက်တုံးကြီးဟာယူတုံးတောင်ပေါ်မှာတည်ရှိနေစေဖြစ်ပါရယ်။ရေတကုန်အတုများ တရုတ်နိုင်ငံဟာရင်သက်ရှူမောပွဲရာတဘာဝအလှပတွေအပေါ်များဆုံးကမ္ဘာနိုင်ငံတွေကတစ်ခုပါ။ဟီနန်စီရင်စုယူမတွန်းတောင်ရေဒဂွန်ကလည်းဒီနေရာတွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီးလူအများစုလက်ခံထားကြတာဟာဒီရေဒဂွန်ဟာအန်အောဖို့ကောင်းစွာနေပဲ1030ပြည်မြင်မှသလိုအာရှရဲ့အမြင့်မားဆုံးအရှေ့လျားဆုံးဖျောက်မှတ်ရေဒဂွန်အဖြစ်ခေါ်ဆိုခံရပါပြီ။ဒီရေဒဂွန်ကိုလာရောက်လဲပတ်သူတွေ၊ရှုကင်းကိုလာရောက်ကြည့်ရှုသူတွေ၊ဧည့်သည်တွေလည်းအလွန်တရာမှစိတ်ကားလာပြီး ဒီနေရာရဲ့တခုသီးသောပြဿနာကတော့အဲ့ဒီရေတကုန်ဟာလူတွေမြင်တွေ့ရတယ်လို့တဘာဝအစစ်မှန်ဟုတ်မနေခဲ့ပါဘူး။နှစ်တော်မဆက်လေးခုနှစ်တုန်းကတောင်တသမတအူဟာရှန်တိုင် တောင်ပေါ်တက်သွားခဲ့ပြီးတောင်ပေါ်မှာတော့သူလည်းအံအဖွဲရမြင်ကလေးတစ်ခုကိုမြင်တွေ့ခဲ့ရပါပြီ။အဲ့ဒါကတော့ကြောက်တောင်ထဲမှာလေဝထဲသွင်းထားတဲ့ရေပိုက်တွေကိုမြင်တွေ့ခဲ့တာဖြစ်ပြီးအဲ့ဒီပိုက်ထဲကရေတွေဟာတဘာဝအတိုင်းရေတကုန်တွေကိုစီးဝင်နေကြတာဖြစ်ပါတယ်။ရေတကုန်အတုဖန်တီးထားကြောင်းဗီဒီယိုနဲ့ရိုက်ကူးထားပြီးနောက်မှာတော့အဲ့ဒီဗီဒီယိုဟာအွန်လိုင်းပေါ်မှာပြန့်နှံ့သွားပြီးကြည့်ရှုသူတွေတန်းချီသွားခဲ့ပါတယ်။ ီတော့အစိုးရဘက်ကလည်းတာဝန်ရှိသူတွေဟာကမ္ဘာလဲခီးတယ်တွေကိုဆွဲဆောင်မှုအတွက်ရှန်တိုင်ဥယျာဉ်ကိုစုံစမ်းစစ်ဆေးဖို့ရောက်လာခဲ့ကြပြီအဲ့ဒီနောက်မှာတော့ပန်းချံတာဝန်ရှိသူတွေကလည်းနွေရာသီတွေမှာပါလာရောက်လဲပတ်ကြတဲ့ခီးတယ်တွေအနေနဲ့အာရှာရဲ့အကွေးကောင်းမရှိတပြောင်နဲ့အရှိလျားဆုံးရည်ကုန်ကိုမြင်တွေ့စေလိုတာကြောင့်အစ်စ်မြင့်တီမှုတွေလောက်ခဲ့တယ်လို့ထုတ်ပြန်လာခဲ့ပါတယ်ဒါပေမဲ့လည်းစဉ်းစားကြည့်မယ်ဆိုရင်နွေရာသီမှာရေထွက်နေတဲ့ရည်ကုန်ကလည်းတဘာဝတိုင်းဖြစ်နေတဲ့ဖြစ်ရက်တစ်ခုသာဖြစ်ပြီး တရုတ်နိုင်ငံမှာတော့တချို့သောကမ္ဘာလဲခီးတယ်တွေဆွဲဆောင်ရပန်းကြံတွေဟာလဲသူတို့ရဲ့ပဂရီအစစ်မှန်အခြေအနေထက်ချုပ်ရင်းချက်မရှိအပြည့်စုံဆုံးပြသနိုင်ဖို့ပုံမဆန္ဒရှိကြပါရင်။ဒါပေမဲ့လဲဒီလိုအတူရောင်ရောဆက်မှုတွေကရန်တိုင်းတောင်ရေတကုတ်တခုတည်းမဟုတ်ပါဘူး။တရုတ်နိုင်ငံမြောက်ပိုင်းကဥခွမ်းအမျိုးသားဥယင်ကတဘာဝအလှပတွေနဲ့ပြည်နှံ့နေပြီးစမ်းကြောင်းတွေစိန်လန်းဆိုပြီးတဲ့တစ်ပင်တွေနဲ့အန်အောဘွေရတဘာဝရှုခင်းတွေလည်းပေါ်များပါလေ။ဒါပေမဲ့ထုံးစံအတိုင်းပါပဲ။ဒါသူတို့အတော်တော်မလုံလောက်ခဲ့ပြန်ပါဘူး။ ဒါကြောင့်မိုင်း2024ခုနှစ်မှာရေကုန်ကန့်လတ်ကားလို့တည်ကြတဲ့အရာတစ်ခုကိုအဲ့ဒီပန်းချဲရဲ့တဘာဝရှုခင်းနေမှာထပ်မံပေါင်းဆက်လိုက်ပါရီဒါဟာတဘာဝရေကုန်မဟုတ်တလို့ပိုက်လုံးတွေနဲ့တွဲဆက်ထားတာမျိုးတော့မရှိပဲရေကုန်ပုံပါဝင်တဲ့ရှုခင်းတစ်ခုကိုရိုက်နှက်ထားတဲ့အေယာမပိုစတာကြီးတစ်ခုသာဖြစ်ပါတယ်လာရောက်လည်ပတ်သူတွေအနေနဲ့ဒီပိုစတာကြီးရှေ့မှာအလတ်တပုံတွေရှိုက်ကူးနိုင်ကြမှာပါဒါကမှပိုကောင်းမွန်သွားစေဖို့အတွက်ပိုစတာရဲ့အပေါ်ဘက်ထိပ်ကနေရေအနှဲငယ်လောင်းချရင်ရေစီးကျနေတဲ့ပုံသဏ္ဍာန်ပြအောင်ဖန်တီးထားပါရည် ဒါတွေမကသေးပဲအခုလိုပိုစတာအလဲမှာလည်းတရုတ်စလုံးကြီးတွေလည်းရိုင်းနှိပ်ထားသေးပြီတဘာဝရှုခင်းနဲ့မတူတော့ပဲရေဒဂွန်ပါတဲ့အေရမကျင်ညာဆိုင်မှုကြီးတခုလိုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်အမြင်အရကတော့တဘာဝပဝင်းကျင်အလှပရှုခင်းတွေပပလည်းရှိနေတဲ့ဒီလိုနေရာမျိုးမှာရေဒဂွန်ကျင်ညာပိုစတာရှိတဲ့ပုံရိုက်ရမယ်ဆိုတဲ့အကြံစီကတော့အတော်လေးယူမရချတယ်လို့ဆိုပါတယ်ဒါကြောင့်မဲလာရောက်လက်ပတ်သူတွေရဲ့ဝေဖန်တန်တွေကစောတကတက်တန်တွေအများပြပေါ်လာခဲ့ပြီးတာဝန်ရှိသူတွေကလည်းမကြခင်မှာပဲဒီပိုစတာကြီးကိုပြန်လဲဖြုတ်သွားခဲ့ကြပါတယ် ထူးဆန်းတဲ့တပင်ဖရိုက်ဒါပြည်နယ်ကာရီကောင်တီကတပင်ကြီးတပင်ဟာတခြားသောတပင်တွေနဲ့မတူဘဲတိကျကွဲထွက်နေပြီးမြင့်မိသူတိုင်းစိတ်ဝင်စားခြင်းခံရတဲ့ဒီတပင်ကြီးဟာ148ပေခန့်မြင်ပါပါတယ်။ဒါဟာလန်ဒန်မြို့ကနယ်လ်ဆန်ကိုလိုမနဲ့တောင်အမြင်ချင်းမတိမ်မငိဖြစ်နေပြီးရုပ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့သတိပြုမိဖို့ခက်ခဲပေမဲ့ဒီမြင်မာလာတဲ့တပင်ကြီးကိုတေချာကြည့်မယ်ဆိုရင်တော့ပထမအဦးဆုံးမြင်တွေ့တုန်းကထင်မြင်ထားတာတွေနဲ့အတော်လေးကွဲပြားသွားနိုင်ပါတယ်။ ဒီတပင်ကြီးရဲ့အကိုင်းခတ်တွေဟာတဘာဝမှာမြင်တွေ့နေကြတပင်ကြီးတွေရဲ့အချက်လက်တွေနဲ့အတော်လေးကွာခြားလွန်းလာပြီးသူရဲ့တက်ခေါက်တွေလည်းတန်တရားဖြစ်စရာကောင်းပါတယ်ဒီတော့အဲ့ဒါကတပင်အစစ်မဟုတ်ဘူးဆိုရင်ဘာများဖြစ်နိုင်မလဲတကယ်တော့ဒီတပင်ကြီးဟာတခြားမဟုတ်ပဲတယ်လီဖုန်းတာဝါတိုင်းတစ်ခုဖြစ်ပြီးကြားရတာကတော့အနှဲငယ်ထူးဆန်းနိုင်ပါတယ်ဟုတ်ပါတယ်1980ခုနှစ်မှာမိုဘိုင်းဖုန်းတွေစတင်ပေါ်ပေါက်လာမှုနဲ့အတူမျိုးတွေမှာလည်းတယ်လီဖုန်းတာဝါတိုင်းတွေစုဝေးလာကြပြီးပတ်ဝန်းကျင်ကနေထိုင်သူတွေကလည်းအဲ့ဒီတာဝါတိုင်းတွေဟာမျက်စိစပင်မွေးစုစရာဖြစ်ခဲ့ပါတယ် ဒီလိုနဲ့ပဲပုံစံဖြတ်ထားတဲ့နေစနစ်အမျိုးမျိုးအသုံးပြုရင်ဒီတာဝါတိုင်းကိုဖျားเจ้าကမျှော်စင်တွေမှာဟွက်ထားတာရေတိုင်ကြီးစင်မြင့်တွေပေါ်မှာတက်ဆင်ထားတာပြုလုပ်ခဲ့ရပါတယ်။အဲဒီနောက်1990ခုနှစ်မှာတော့ Larsen Conference ဆိုတဲ့ကုမ္ပဏီတစ်ခုကထင်းရှုပင်တာဝါတိုင်းအတူတစ်ခုကို Denver မှာတိစောက်ခဲ့တယ်လို့အဲဒီဖုန်းတာဝါတိုင်းဟာတစ်ပင်နဲ့အတော်လေးဆင်တူပါတယ်။အဲဒီနောက်မှာတော့ဒီအကြံစီဟာအလုပ်ဖြစ်သွားခဲ့တယ်လို့ယနေ့အချိန်ထိလည်းအမေရိကန်ရဲ့နေရာအနှံ့ပြားကတစ်ပင်တူတာဝါတိုင်းပေါင်း2000ကျော်လောက်ကျန်နေပါသေးတယ်။ ဒါပေမဲ့လည်းအဲ့ဒီတစ်ပင်တွေနဲ့ပတ်သက်လို့ပြဿနာကတော့ရှိနေသေးပြီအဲ့ဒါကတော့သူတို့ဟာတကယ်တစ်ပင် acid တွေနဲ့မတူကြပြန်တာပဲဖြစ်ပါတယ်ဒီတာဝါတိုင်းတွေဟာအန်တနာတွေကိုချိတွေ့ထားတာကြောင့်အတန်ဖန်ယူမှုအားကောင်းစေဖို့အတွက်ပေးပါဝင်ခြင်းကအစာအုပ်တွေထပ်မြင်မဖို့လိုအပ်ပြီးဒီလိုနဲ့ပဲသူတို့ဟာအနီးနားကဘယ်အရာတတ်မဆိုပုံမှန်မြင်မနေကြပါဘူး ဒါကြောင့်မဲသူတို့ရဲ့ပုံစံတွေဟာရည်စရာကောင်းလာအောင်မြင်မာတဲ့ထင်းရှုပင်တွေထမ်းပင်ပုံစံတွေဖြစ်နေပြီ United State အနောက်တောင်ပိုင်းကန်နာရအနီးပတ်ဝန်းကျင်တွေမှာဆိုရင်ရှားဆောင်ပင်ပုံစံတွေကိုပါမြင်တွေ့ရမှာဖြစ်ပါတယ်။လာအတုဖန်တီးခြင်းကဲလူသားမျိုးနွယ်တွေဟာအန်အိုဘုတ်ကောင်းစွာနဲ့ပဲမူအတုပြုလုပ်တဲ့နည်းပညာကိုတီထွင်ဖန်တီးနိုင်ခဲ့ကြသလိုမကြခင်မှာပဲကိုပိုင်းလာတွေကိုလည်းဖန်တီးနိုင်တော့မှာပါ။၂၀၂၂ခုနှစ်တုန်းကတရုတ်နိုင်ငံကသိပ္ပံပညာရှင်အဖွဲ့တစ်ခုဟာ လာအတုဖန်ပြီးနိုင်တဲ့အကြောင်းကြေညာလာခဲ့ပါတယ်။ဒါပေမဲ့လည်းတင်းတို့ထင်ထားသလိုပေကျင်းမြို့ပေါ်မှာနောက်ထပ်လာစဉ်ပေါ်လာတာမျိုးတော့မဟုတ်ပါဘူး။ဒီလဟာတရုတ်နိုင်ငံအရှေ့ပိုင်းဂျန်ဆုစီရင်စုတွေကရှူဂျိုရဲ့သုတေသနဌာနထဲမှာထိမ့်သိမ်းထားခဲ့တာဖြစ်ပြီးကောင်းငင်ဘော်ကလက်လောက်တော့မကြီးမှပြိမဲ့လေဟာနဲ့အခန်းထဲကအကျဲနှစ်ပေးခန်းရှိတဲ့စမ်းတက်ခန်းအခန်းငယ်တစ်ခုထဲမှာဖြစ်ပါတယ် အဲ့ဒီတဲမှာတိမ်မပညာရှင်တွေဟာလာဘောကရှုခင်းအတုတစ်ခုကိုဖန်တီးထားကြတာဖြစ်ပြီးကြောက်တုံးလေးဖုံမှုတ်တွေနဲ့တကယ်လမျက်နှာပြင်ကအခြေအနေနဲ့တရဲပြအောင်တူပါထားတာပါတိမ်ပညာရှင်တွေဟာအားပြင်းတဲ့တန်လိုက်လိုင်းတွေတက်ရောက်စေရင်အခန့်အငယ်အတွင်မှာတန်လိုက်ဆက်ကွင်းတစ်ခုလည်းဖန်တီးထားပြီးဒါရီဟာကဘာဆွဲရကိုတွန်းလှန်ရင်လာဘောကတကယ်မြေဆွဲရအတိုင်းတတရဲတူညီနေစေတာဖြစ်ပါလေကဘာမြေဆွဲရမရှိတဲ့လာကဘာရှုခင်းပါဝင်နေတဲ့အခန့်ငယ်တစ်ခုဖန်တီးထားတယ်ဆိုတာဟာကြားရတာကတော့ထူးဆန်းနိုင်ပေမဲ့တကယ်တော့ တဟာရည်ရချက်ကောင်းတဲ့ပြုလုပ်ခဲ့တာပါတရုတ်နိုင်ငံဟာ2030ခုနှစ်မှာလာဘော်ကိုအာကသရည်မှုတွေဆေးလုပ်ဖို့ရည်ရထားကြတာဖြစ်ပြီးဒီလာကဘာအတုဟာလည်းဒီရည်ရချက်ကိုအတောက်ခုဖြစ်စေဖို့အတွက်တိစောက်ခဲ့တာပါတိုင်ပန်ပညာရှင်တွေအနေနဲ့လာကဘာပေါ်ကအခြေအနေတွေအတွက်ကြိုးတင်ပြင်ဆင်မှုတွေလုံဆောင်နိုင်စီမှာဖြစ်ပါတယ်အထူးသဖြင့်ဒီအခန်းငယ်ဟာသူတို့အတွက်စမ်းသပ်ခွင့်တစ်ခုဖြစ်ပြီးတရုတ်နိုင်ငံအနေနဲ့လာဘော်ကိုလူသားတွေဆေးလုပ်မခင်လက်တွေ့အခြေအနေနဲ့ကြုံလာမယ့်အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့အထောက်အကူပြုမှာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်ဒီကနေ့ပြင်ဆက်ပေးခဲ့တာတွေကတော့ကမ္ဘာတဝှမ်းမှာမြင်တွေ့ရတဲ့တဘာဝပတ်ဝန်းကျင်ပုံစံအတူရောင်ဖန်တီးထားမှုတချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါအခုတင်ဆက်ပေးွားတဲ့အတူရောင်တွေကဘယ်တစ်ခုကပရိသတ်တို့အတွက်အံ့ဩမှုစီဆုံးဖြစ်စေခဲ့တယ်လဲခေါမမှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါဒီ season လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ